စစ်တပ်အတွက်ပေါ့နော်အမှန်တရားကိုပြောနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့လို့ပေါ့ကျွန်တော်ကတော့အမှန်တရားပြောပြင်မယ်လေအဲကိုယ်တော်ဖိဟင်းတော့တော့ကျွန်တော်မပြောရဲပါဘူးနော်အဲ့တော့ကိုယ်တော်ဖိဟင်းအမှန်တရားပြောလို့အမှန်တရားပြောလို့ဆွေးရှိခင်ရအောင်ပါဟမ်စစ်တပ်ရဲ့လုံထုံးဘယ်ကောင်မဲဆိုတော့စစ်တပ်ရဲ့နတ်ဆာကရဲ့လုပ်ငန်းစဉ်တွေအလုံးထိခိုက်နိုင်တယ်ကျွန်တော်တို့တိုင်းပြည်မှာလက်ရှိဖြစ်ပျက်နေတဲ့ပြဿနာတွေရဲ့အဓိကတရားကစစ်တပ်ဟုတ်ပါဒေါ်စုကြည်ကြောင့်ပါ ကဲချစ်ပရိသတ်ချင်းများအားလုံးမင်္ဂလာပါဆမ်ပီဗီရိုရှင်နဲ့တပန်တင်လဲကြိုဆိုပါရယ်ကဲဟုတ်ပြီကျွန်တော်ဒီနေ့ထုံးစံတိုင်းဆူဆောင်းထားတဲ့ဒီ G Star Bomber Vibration တွေတော့ပါရယ်လဲဆိုတော့အခုလာမဲ့ဒီစစ်ခွေးတွေရဲ့ရေကောက်ပွဲထက်ဘူအရေးကြီးတာတစ်ခုရှိရယ်ဆိုပြီးတော့ OZ ပြောထားတဲ့ Video Fire ရယ်ပြီးလို့ရှိရင် Bomber Zobo ဟင်းကဘာဖြစ်လို့ဖန်ခံထိတယ်လဲဆိုတော့အမန်တရားတွေတိပြိုးလွန်းလို့စစ်တပ်ကမကြလို့ဆွေးစိတ်ခံထားရတာပါဆိုပြီးတော့ Bomber အမောင်မောင်ရဲ့ဟွန်တန်လွန်တာရယ် အဲနောက်မှာ NLD ပါတီပျက်စီးသွားပြီးအဲ့ဒါကျွန်တော်တို့ရဲ့ရည်ရွယ်ချက်အောင်မြင်သွားပြီးဆိုပြီးတော့ဘောမမပုတ်သူရဲ့ဟွန်ဒါလန်ဒါရဲ့နောက်ဆုံးမှာမြန်မာနိုင်ငံဒီလိုဖြစ်တာဟာဘာကြောင့်လဲဆိုတော့စစ်တပ်ကြောင့်မဟုတ်ဘဲနဲ့ဒေါ်ဆုအာနာတင်ကနေစဖြစ်နေတာဆိုပြီးတော့ဘောမမင်းအိုဆုရဲ့ဟွန်ဒါလန်ဒါတွေကိုကျွန်တော်နဲ့တူဆုံးဖြတ်ပါလိုက်ပါချင်ရှုဖို့တောင်းဆိုချင်ပါတယ်ကဲလက်စကိုသောဘောဟင်းအကြောင်းကတော့အကျွန်တော်ပြောနိုင်တာတော့ရှိတယ်အဲ့ဒါကဘာလို့ဆိုရင်ကိုသောဘောဟင်းဒီ ကိုဇော်ဘောဟင်းဒီမှန်ပါဗျာလုံးဝဆွဲစီခံထားရတာပါဆွဲစီခံထားရဆိုတာကိုဇော်ဘောဟင်းဒီနိုင်ငံအတွက်သူတို့အရန်ကိုကြောက်ရွံ့ရတဲ့လူတယောက်ဖြစ်သွားဖို့ရပါတယ်နော်နတ်ဆာကကတော်တော်ကြောက်ရွံ့သွားရတယ်တက်မတော်ကမှကြောက်ရွံ့သွားရတဲ့ပုံစံတယောက်ဖြစ်တဲ့ကြောင့်မလို့ကိုဇော်ဘောဟင်းကိုမှုလည်းမဆွဲနော်အမှုလည်းမရှာဘဲနဲ့ဘယ်မှာထားလို့ထားမှန်းမသိဘဲနဲ့ဆွဲစီထားတာပါနော်ဘယ်ချိန်မှာဘယ်လိုပြပေါ်လာမလဲပြပေါ်လာဖို့လို့ညွှန်လင်းတယ်နော်အဲ့တော့ကျွန်တော်တို့ပြောမနိုင်ဘူး ပေါ်လာတော့သူဒီအခုချိန်ထိပျောက်ရိုက်ခံထားရတယ်ပျောက်ရိုက်ခံတာဘာကြောင့်ပျောက်ရိုက်ခံတာလဲနော်ဘာကြောင့်ပျောက်ရိုက်ခံတာဆိုရှင်သူဒီလုံးမာဒီအမ်စစ်တပ်တွေပေါ့နော်အမှန်တရားကိုပြောနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့လို့ပေါ့ကျွန်တော်ကတော့အမှန်တရားပြောပြမယ်လေအဲကိုယ်တော်ဖိဟင်းလောက်တော့ကျွန်တော်မပြောရဲပါဘူးနော်အဲ့တော့ကိုယ်တော်ဖိဟင်းအမှန်တရားပြောနေတဲ့အတွက်ကြောင့်မို့လို့အမှန်တရားပြောလဲဆွေးရှိခရရအောင်ပါဟမ်စစ်တပ်ရဲ့လုံထုံး ဘာဖြစ်မလဲဆိုတော့စစ်တပ်ရဲ့ NASA ကရဲ့လုပ်ငန်းစဉ်တွေအားလုံးထိခိုက်နိုင်တယ်ဆိုတော့ရည်ရွယ်ချက်များရှိနေလားတော့မသိဘူးပေါ့ဗျာနော်အဲအကြောင်းမို့လို့သူ့ကိုအဲသူ့ကိုဘာမှမမလည်းဆွဲသေးဘူးနော်မဆွဲသေးဘူးလို့ပြောလို့ရတော့ဗျာနော်ဘယ်ကူမှမပုတ်သေးပဲနဲ့နော်အသူဒီနေရာတနေရာမှာထောင်းခံစစ်ထောက်လိုက်တော့လည်းကောင်းစားရဖောက်တော့လည်းကောင်းအထူးတက်ဖွဲ့တော့လည်းကောင်းတခုခုရဲ့နေရာမှာတော့ရှိနေပါပြီနော်အဲ့လောက်ပဲကျွန်တော်ပြောလို့ရတယ်အဲ့တော့ဒီထက်ပိုပြီးတော့သိကြရင်တော့ တောင့်ပြီးတော့နားထောင်ပါလို့ကျွန်တော်ပြောချင်တယ်เนาะဒါကဘူဇော်ဖုံဟင်းရဲ့အခြေအနေကိုကျွန်တော်ပြောပြရအောင်เนาะဘူဇော်ဖုံဟင်းထောင်ဝင်စာတွေ့ခင်မပေးသေးပါတဲ့ဘယ်လိုလုပ်ထောင်ဝင်စာတွေ့ခင်ပေးမလဲဗျာအထောင်ထဲမှာမှမရှိတာอืมထောင်ထဲမှာမှမရှိတာเนาะမြန်မာပြည်မှာဆိုဟုတ်တယ်ကျွန်တော်ကိုအဲစစ်တပ်ကဖမ်းနေလောက်ပြီပေါ့လေဟုတ်လား သိကြတယ်တက်တက်ဖမ်းတာမဖမ်းတာကျွန်တော်မသိချင်ဘူးကျွန်တော်သိချင်တာကတော့ကျွန်တော်အမှန်တရားကိုပြောမယ်နော်အရှိကိုရှိတိုင်းပြောမှာအဲ့တော့မပြောမရှိလို့လေအေးဖန်ရှားတဲ့စကားလေးပြောချင်လို့ပါဗျာမြန်မာနိုင်ငံဒီလိုဖြစ်နေတာဟာမြန်မာတက်မလို့တနည်းအားဖြင့်စစ်တက်ပေါ့သူ့ကြောင့်လားဒေါ်စုကြည်ကြောင့်လားဆိုတာလေးတရားခံရှာကြည့်ကြရအောင်อืมယနေ့မြန်မာပြည်မှာဘာပြောတော့မလဲနော်ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခွင့်အရေးအားလုံးကိုနိုင်ငံရေးလိုက်စားတဲ့နိုင်ငံသူနိုင်ငံသားတွေသိကြမှာပါဖရာသားတော်ဖြစ်တဲ့ယဟန်တန်ဃာပြီကောင်းကောင်းနေလို့မရကြပါဘူးနိုင်ငံဝန်ထမ်းဖြစ်တဲ့ဆရာဆရာမတွေအပါအဝင်နိုင်ငံဝန်ထမ်းအကုန်နှီးပါအေးအေးချမ်းချမ်းနေလို့မရပါဘူးဒါကကျွန်တော်စကားကို ထိမ့်ပြောတာပါ ပိတ်ခံအဘန်းခံမှာဆိုတဲ့အတွက်စကားတွေကိုချိန်ပြောနေရပါတယ်ဟုတ်ပြီဒီလိုဖြစ်တာဟာစစ်တပ်ကြောင့်လားဒေါ်စုကြည်ကြောင့်လားအင်းကျွန်တော်တို့လေ့လာကြည့်ရအောင်ဖာဆာဗလာခင်မာလင်ပြည်တွင်းစစ်ရှိခဲ့ပါတယ်ဖာဆာဗလာဆိုရကူမခြေနဲ့တဲ့လက်နက်ကင်တောင်းကျမ်းသူတွေရှိခဲ့ပါတယ်သို့တော်လည်းအဲ့ဒီခင်မာယဟန်တန်ဃာတွေအေးချမ်းစွာ တည်င်းသုံးခွင့်ရခဲ့ပါတယ်။နိုင်ငံဝန်ထမ်းတွေအေးအေးချမ်းချမ်းအလုပ်လုပ်ခွင့်ရခဲ့ပါတယ်။1962ခုနှစ်တော်လိုင်းကောင်စီကတိုင်းပြည်ရဲ့အာဏာကိုသိမ်းခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကလည်းတော်လိုင်းကောင်စီကိုမချေနှက်တဲ့လူတွေရှိပါတယ်။လူအ ਨੇ စုလက်နက်ကင်တော်လန်ရပါတယ်။လက်နက်ကင်တော်လန်တော်ညာတော်လိုင်းကောင်စီအုပ်ချုပ်နေတဲ့ကာလ မဆလအစိုးရအုပ်ချုပ်နေတဲ့ကာလမှာယဟန်တန်ဃာတွေအေဂျင်စွာတည်င်းသုံးခွင့်ရခဲ့ပါတယ်။နိုင်ငံဝန်ထမ်းတွေတိုင်းပြည်တာဝန်ကိုအေဂျင်စွာထမ်းဆောင်ခွင့်ရခဲ့ပါတယ်။နဝတခေဒီလိုပါပဲစစ်တပ်အုပ်ချုပ်တယ်။လက်နက်ကိုင်တောင်းကျမ်းသူ ရှိတယ်။နိုင်ငံရေးလှုပ်ရှားမှုတွေရှိတယ်။သို့တော်လေယဟန်တန်ဃာ အေဂျင့်စွာနေထိုင်ခွင့်ရခဲ့ပါတယ်။နိုင်ငံဝန်ထမ်းတွေအေဂျင့်စွာတိုင်းပြည်တောင်းထမ်းဆောင်ခွင့်ရခဲ့ပါတယ်။ဥသိမ့်စိန်ဆိုရဒီတိုင်းပါပဲ။ဒီတော့ဗျာကျွန်တော်တို့သုံးသပ်ကြည့်မယ်ဆိုရင်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီကတည်းကမြန်မာနိုင်ငံရဲ့နိုင်ငံရေးရည်စည်းချောင်းမှာစစ်တပ်ကအမြဲတမ်းပါနေခဲ့ရတာပါ။အင်းလိုအပ်လာတဲ့အခြေအနေတွေကြောင့် စစ်တပ်ကဝင်ဝင်ပါခဲ့ရတာပါစစ်တပ်ဝင်ပါခဲ့တော့ညာဒေါ်စုကြည်အစိုးရအာဏာမရခင်အချိန်အထိမြန်မာနိုင်ငံအတွင်းမှာဒီနေ့ဒီအချိန်လောက်မင်းမဲစရိုက်မဆန်ပါဘူး တက်တာဖြစ်တယ်ပြောချင်တာတော့စုကြည်အာနာတင်းကနေစားထလာဆိုတဲ့ဘောပေါ့အဲ့ဆိုငါတခုမီးတယ်နော် တခုပဲမီးတယ်ချိန်က1960 60မြက်ဖြစ်နေညီဝက်လက်ထက်တုန်းကစပြီးတော့ပျက်စီးခဲ့တာနော်2000 2000ဆွေဝါယုံတော်လာကြီးတော့ကမင်းပြန်မသွားတည်နေတာနော်အဲ့တခုတော့မီးချင်ဟုတ်ပြီဒါဆိုရင်ဒီနေ့ဒီအချိန်မှာနိုင်ငံအတွင်းမှာဖြစ်နေတဲ့တိုက်ပွဲတွေပြဿနာတွေတေချင်းတရားတွေတက်ချင်းတရားတွေဟာ စစ်တက်ကြောင့်လားဒေါ်စုကြည်ရဲ့ဒေါ်စုကြည်ကိုချစ်ခင်ထောက်ခံတဲ့အချို့သောအစွန်းရောက် NLD ပါတီဝင်တွေကြောင့်လားဆိုတာကိုတည်တည်ချာချာစဉ်းစားကြည့်မယ်ဆိုရင်ကွယ်ကွယ်ပြားပြားသိနိုင်ပါတယ်ဟင်းစစ်တက်ကဆိုရင်ကဒေါ်စုအာနာတင်ကနေစဖြစ်တာဆိုတဲ့သဘောရှိနေဦးမှာပါပဲအရင်တုန်းကလည်းတည်ရှိခဲ့တာပါပဲသို့တော်လေစစ်တက်တည်ရှိနေခဲ့တဲ့အထွတ် ျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာခေတ်ဆက်ဆက်ဒီနေ့ဒီအချိန်လောက်ဒေါ်စုကြည်ရောက်လာတဲ့ကာလဒေါ်စုကြည်အလွန်ကာလလောက်တင်းချင်းတရားတွေအမုန်းတရားတွေအများခဲ့ပါအဲ့ဒါဆိုရင်ဒီအချိန်မှာဖြစ်နေတဲ့ပြဿနာတွေရဲ့လက်သေးတရက်ခန့်ဟာစစ်တပ်လားဒေါ်စုကြည်ကြောင့်လားဆိုတာကိုကိုကိုပြပြသိနိုင်ကြပါလိမ့်မယ် တကယ်ဆိုရင်ဒေါ်စုကြည်လွတ်တော်တဲ့ရောက်လာတာဟာစစ်တပ်ကလက်တွဲခေါ်လို့ရောက်လာတာသူသာစစ်တပ်နဲ့အဆင်ပြေအောင်ဆက်ဆံရေးကောင်းတရက်ကိုတိဆောက်ခဲ့မယ်ဆိုရင်တိုင်းပြည်မှာဒီလိုအခြေအနေဇိုးမျိုးတွေနဲ့မတွေ့ရဘူးတင်းကျင်အမိုက်တင်းလို့ဘာရမလဲတာဝရဲလို့ဆိုတဲ့စကားတွေကနိုင်ငံကောင်းဆောင်တယောက်ပြောရမှာမဟုတ်တယ်လို့တက်မလို့ကိုချစ်ခင်တဲ့သူတယောက်အနေနဲ့ဆိုရင် မပြောပါဘူး ကဘာပေါ်မှာရှိတဲ့ဘယ်ခေါင်းဆောင်ကမှလည်းသူ့တမ်းမြေမှာရှိတဲ့စစ်တပ်တပ်မတော်ကိုပြုခွဲအောင်ပြစီအောင်မကြံဆောင်ပါဘူးအဲ့ဒီတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့อืมကျွန်တော်တို့တိုင်းပြည်မှာရှိဖြစ်ပြနေတဲ့ပြဿနာတွေရဲ့အဓိကတရက်ကစစ်တပ်ဟုတ်ပါဒေါ်စုကြည်ကြောင့်ကျွန်တော်မေးလို့ဆိုချစ်တော်ဟိုမုံစကားပြောရအောင်မယ် ကျမကအမှုပွဲစားလာမှငားနဲ့ကျမမကြိုက်ဘူး။ထပ်ပြီးပြောမယ်နော်။ကျမကိုအမှုပွဲစားလာမှငားနဲ့ကျမမကြိုက်ဘူး။နံပါတ်၁ကျမအမှုပွဲစားမလုပ်ဘူး။နံပါတ်၂ကျမတည်င်းအယောင်ဝင်မလုပ်ဘူး။ကျမကိုယ်တိုင်ရလဲဘယ်ဝင်ကြီးဘယ်လူကြီးဘယ်ဌာနအောင်မှတည်င်းတော့မပေးဘူး။အေးကျမကိုသူများကဘယ်မှာပါဖြစ်နေပါရဲ့လို့တည်င်းလာပေးရင်လဲကျမအဲ့တည်င်းကိုမယုံဘူး။အဲ့တည်င်းကိုမယုံဘူး။ ကျမဘာတို့ပြောရတဲ့တဲ့ရလို့တင်းတော်ပြောနေတာဟာလေကျမကိုယ်တိုင်မြင်ရတာကြားရတာမဟုတ်ဘူးလေကျမတဲ့ရင်တွေကိုမယုံဘူးဒါကြောင့်မို့ကျမတဲ့ရင်လာပေးရင်လည်းမယူဘူးကျမကလည်းတဲ့ရင်တမယောက်သွားမပေးဘူးကျမတဲ့ရင်ရောင်းဝယ်မလုပ်ဘူးနံပါတ်3ကျမစကားရောင်းဝယ်မလုပ်ဘူးရုပ်စွာဆုံးဒီလူတယောက်လူတယောက်နဲ့ကျမနဲ့မတည့်ဘူးပေါ့လူတယောက်နဲ့ကျမနဲ့ပြဿနာတက်တယ်လူတယောက်နဲ့ကျမနဲ့ရံဖြစ်တယ်ဆိုပါဆိုအဲ့ဒီလူကိုကျမဘဝမှာမုန်းသွားပြီကျမသူ့ကိုဘလက်လေးစင်းရင်တွန်းလာပြီဆိုရင်အဲ့ဒီလူရဲ့ရှင်အဲ့ဒီလူရဲ့ရှင်ချင်းနေ ိုအဲ့ဒီလူရဲ့ကောင်းကြီးဆိုခြင်းနဲ့ကျွန်မစိတ်ဝင်စားလို့စကားတည်းထည့်မပြောဘူးလူတယောက်ကိုမုန်းသွားပြီလူတယောက်ကိုအမြင်မကြည့်ဘူးဆိုရင်ကျွန်မဘယ်တော့မှစကားတည်းထည့်မပြောဘူးခေါင်းထဲလည်းမထည့်ဘူးလူရမသွင်းတော့ဘူးကျွန်မကိုချစ်တဲ့လူတွေနဲ့ကျွန်မချစ်ရတဲ့လူတွေကိုပဲကျွန်မစကားတည်းထည့်ပြောတယ်ကျွန်မမုန်းသွားပြီဆိုရင်လူတယောက်ကြောင့်စကားတည်းထည့်မပြောဘူးအဲ့တည်းကျွန်မမုန်းသွားတဲ့လူတယောက်ကြောင့်ကျွန်မတရင်ရောက်ဝင်မလို့စကားရောက်ဝင်မလို့တခြားလူကြောင့်တော့ဝေးရောပဲနော်ဆိုတော့မဘုဒ္ဓမဟာသွေးနံပါတ်1 ကျမအမှုပွဲစားမလုပ်ဘူးနံပါတ်1ကျမတည်ရင်ရောက်မလုပ်ဘူးနံပါတ်3ကျမစကားအပေးယူမလုပ်ဘူးဒါကြောင့်မလို့ဒီလိုကိစ္စမျိုးတွေနဲ့ကျမကိုလာပြီးမဆက်သွယ်ကြနဲ့ကျမလုံးဝမကြိုက်ပါဘူးอืมဆိုတော့ကျမတို့ပြောချင်တာကညမပြောမှာ ကျမတို့ကျမတို့ပေါ့နော်ကျမပါမယ်တခြားသူတော်တော်များများကိုတစ်ဖက်အုပ်စုတွေကအစိမ့်နေလို့တို့ရေဘူးကအပြန်တတ်မှတ်ထားကြတယ်ကျမတို့ခါနေကျမစိမ့်စိမ့်မစိမ့်နေတို့စိတ်ထဲမှာတော့အနီကိုမထောက်ခံရင်ဒီလူကအစိမ့်ပဲဒီလူကဘုံမှာပဲဆိုတော့အဲ့ဒီတော့ကျမကအစိမ့်ကောင်းချောင်းကိုပြောနေလို့ထူးမလောက်ငါတို့အစိမ့်နေရဘလို့ကောင်းမင်းနေတို့နေရဘလို့မကောင်းဆိုပြီးတော့ပြောလို့မရတော့ဘူးလက်ရှိအချိန်မှာကဈေးကွက်ဟိုဘလို့ပြော marketing ဆင်းတယ်လို့ပဲဟိုမိမိရဲ့ ဟိုကုတ်ပစ္စည်းတွေကိုကြော်ညာတယ်လို့ပဲကိုရီထောက်ခံတဲ့လူဖုတ်ကိုရီကိုရီထောက်ခံတဲ့အဖွဲ့အစည်းတွေကိုအနည်းမျိုးစုံနဲ့ကျမတို့ကအယောင်တင်ပေးရမယ်အဲ့ဒါကြောင့်မို့လို့တချို့နေရာတွေမှာစကားပြည့်ရဲတော့ရတယ်တချို့မှာမပြောဘူးလို့မပြောဘူးလို့တွေးထားပေမဲ့ပြောရအောင်မယ်ဥပမာပေါ့နော်မနေ့ကကျမပြောလိုက်တဲ့ကိစ္စမျိုးဆိုကျမကဟူလာဟူလာဆိုရင်မှန်ပြီဒေါက်တာညိုညိုသိမှားတယ်လို့တွားပြောလို့ရှိရင်နေရအစိမ့်မို့လို့ဒီစကားပြောတယ်လို့လာလိမ့်မယ်အဲ့ဒီတွေကျမလိုချင်တဲ့ဆိုလိုရင်းကိုချောင်းအောင်ကျမစကားပြည့်ရဲနဲ့တွေ့ဝိုက်ပြီးပြောရတယ် ကျမတွေ့ဝိုက်ပြီးပြောတဲ့ခါကျတော့ကျမပေးချင်တဲ့ message ကိုပြည်သူလူထုကရတယ်ကျမရဲ့ရုပ်တံဖိုင်နားထောင်တဲ့လူတွေကရတယ်ဒါကြောင့်မလို့ YouTube က comment နေတဲ့မှာဝင်ကြည့်သူတို့ရဲ့သဘောထားအများဆုံးကကျမပေးချင်တဲ့ message နဲ့တထည်ရဲကြတယ် TikTok က message တွေဝင်ကြည့်လဲကျမပေးချင်တဲ့ message နဲ့တထည်ရဲကြတယ်ဒါပေမဲ့ကျမလည်းခင်မင်းပါတယ်ဆိုတဲ့လူတွေကျမနဲ့နိုင်ငံရေးတွေကိုအမြဲတမ်းဆွေးနွေးလေးရှိတဲ့လူတွေကဒီဆိုလိုရင်းကိုမြင်အောင်မကြည့်နိုင်ပဲလဲကျမကိုရန်ရှာကြတာတွေ့ရတယ် မင်းကတော့တော်တော်များများပြဿနာရှာကြတာအထိဖုန်းဆက်ပြီးပြောကြတာအထိရှိကြတယ်။အော်စိတ်လဲစီမလုံးနဲ့လို့ပါတယ်။တာကူးလို့ဘယ်နာမှတာနေလို့ဘယ်ဘက်ကိုကူးရမလဲ။ပြောကြည့်ပါဦးကျွန်မတို့ လက်ရှိအတိုင်းအတာကလက်ရှိနိုင်ငံရဲ့ခင်းကျင်းမှာလူနဲ့ချမ်းတာလူနဲ့တွေပဲချမ်းတာတာအဘခစ်ကိုထမိန်အမခစ်မှာထမိန်ထုံပြီးအဘခစ်ကိုဘုံမာတယ်မျက်နှာပြောင်တိုက်တဲ့လူတွေကချမ်းတာတာဘယ်ဘက်မှာမတဘူးကိုဘက်မှာနေရင်လည်းအသက်ခံနေရတာဒီဘက်မှာနေရင်လည်းအသက်ခံနေရတာအကုန်လုံးကအသက်ခံနေရတယ်အသက်ခံနေရတယ်ငတ်နေကြတယ်မိသားစုတွေတိတ်ဝဲကွဲနေရတယ်ရှင်ကွဲကွဲနေရတယ်အတိဒုက္ခရောက်နေတယ်တာတဲ့ဘက်ဆိုတာဘယ်ဘက်မှာမရှိဘူးတာတဲ့အခင်းကျင်းတစ်ခုကိုရောက်လာဖို့ဆိုရင်စစ်ပောင်နေကျင်းဖို့တဲ့နိုင်ငံရေးပောင်ကျင်းအောင်ချက်ရမယ်ဒါကြမှာတာတဲ့အခြေအနေတစ်ခုကိုရောက်လာနိုင်တယ် တော့တခါတခါဆိုလိုချင်းနဲ့ရည်ရွယ်ချက်တွေကိုမြင်အောင်ကြည့်ဖို့လိုလို့လည်းကျွန်မအချက်တုံးမုံစကားလေးပြောချင်ပြောချင်တာဖြစ်ပါတယ်။ NLD ဆိုတဲ့နာမည်ကိုကြားရတယ်ကြွကျဲနေတာမျိုးမဖြစ်စေချင်ဘူး။အဲ့လိုမျိုးလည်းမဖြစ်သင့်ဘူး။ဘာလို့လဲဆိုတော့လက်ရှိနာဆကအစိုးရရဲ့အနိမရည်မှန်းချက်ကပါတီဆောင်ဒီမိုကရေစီစနစ်ပါတီဆောင်လို့ပြောထားတာဖြစ်တဲ့အတွက်ပါတီလည်းဆောင်မယ်လူလည်းဆောင်နိုင်မယ်။လက်ရှိမှာအစိုးရကိုယ်တိုင်ခင်းလာတဲ့လမ်းကြောင်းကပါတီဆိုဒီမိုကရေစီဖြစ်ပြီးတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ပြည်ထောင်စုစနစ်တစ်ခုကိုတည်ဆောက်မယ်ဆိုတဲ့အတွေ့အ တမတို့ဖက်ဒရယ်ကနေကွန်ဖက်ဒရိတ်မသွားရင်ရပြီဒီညမှာဖက်ဒရယ်ကနေကွန်ဖက်ဒရိတ်မဖြစ်သွားအောင်ထိချောင်းနိုင်ရင်ရပြီပါတီဆုံးလို့အစိုးရကိုယ်တိုင်ကကြွေးကြော်ပြီးတော့အစိုးရကိုယ်တိုင်ကပါတီဆုံးဒီမိုကရေစီကိုအခြေခံနဲ့ဖက်ဒရယ်ပြည်ထောင်စုကိုသွားမှာဖြစ်တဲ့တွေအဲ့ဒီပုံမှာချောလဲရောထိုင်ပြီးရေလိုက်ငားလိုက်နေဖို့ပဲရှိနေမယ်နော် အဲလက်ရှိမှာဥက္ကူကိုကြီးတို့ဒီဒေါ်ဆနာမင်းဗောဒေါ်ညိုညိုတင်းတို့လက်ရှိဒေါ်သက်သက်ခိုင်တို့ NLD ကနေခွက်ထွက်လာတော့မကြိုက်ကြဘူးကကြားသေးကိုအတမသွင်းပါတယ်ဘာဖြစ်တယ်ညာရိုးဆောင်ပြောကြတယ်ဒါဆိုလို့ရှိရင်ဒီလူတွေကိုယ်တိုင်ကိုနတ်ဆက်ကအစိုးရကိုယ်တိုင်ကလူကြသွင်းပြီးတော့နေရာပေးထားတာလေအစိုးရကိုယ်တိုင်ကယူရေးစီကိုယ်တိုင်ကအတိမတ်ပြုပေးထားတာအစိုးရကိုယ်တိုင်ကယူရေးစီကိုယ်တိုင်ကနိုင်ငံတော်အစဉ်ဆွေးနွေးပွဲတွေမှာဖိတ်ခေါ်ပြီးတော့တည်ယုံအတိမတ်ပြုထားတာဖြစ်တယ် နော်ဒါကြောင့်မလို့ခင်ဗျားတို့ကြိုက်သေးဖြစ်စေမကြိုက်သေးဖြစ်စေအစိုးရကဒီပေါင်းဒီနီးလန်းတိုင်ချတာတာဖြစ်တဲ့အတွက်ဒီနီးလန်းတိုင်လိုက်ရမယ်မလိုက်ဘူးဆိုရင်ဘာဖြစ်မလဲခင်ဗျားတို့ဖန်ခံရမယ်ခင်ဗျားတို့ကတော့ဖန်ခံရမခံရဘူးဘာလို့လဲဆိုတော့တိတ်ပြီးတော့တို့ပြောတဲ့အတိုင်းမလုပ်ဘူးလူတိတဲ့လူတွေဖိုးရတော့တိတ်ပြီးဖန်ခံရချင်းတည့်ရပေါ့နော်နောက်ဆိုတော့တော်တော်ဝမ်းမဲ့သွားရုပ်ချင်ဆောင်ရမယ်ဒါပဲရှိတယ်ကြိုက်သေးဖြစ်စေမကြိုက်သေးဖြစ်စေမချစ်တော့လဲအောင်ခံနိုင်ရမယ်ဘာကြောင့်မချစ်ပဲအောင်ခံနိုင်ရမလဲအစိုးရကိုယ်တိုင်ကပါတီဆုံးဒီမိုကရေစီစနစ်နဲ့ရွေးကောက်ွယ်ကြမှာပြီဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ နော်နိုင်ငံတော်တတိတိဆောက်ပါမယ်လို့နိုင်ငံရေးအာမခံချက်ပေးထားတဲ့တော့ဖြစ်တယ်။ဒါကြောင့်မို့ကျမတို့က NLD ဆိုတဲ့နာမည်ကြားတာနဲ့ချွတ်ကျဲနေကြရမလို့ဘူး။ NLD ဆိုတဲ့နာမည်ကိုလည်းမရှိတော့ဘူး။ NLD ပါတီကိုနာဆာကအစိုးရလက်ရှိတက်မတော်အစိုးရကဖျက်တာမဟုတ်ဖ ೇನೆ ။သူတို့ကိုယ်တိုင်ကရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ UEC ကိုနိုင်ငံရေးပါတီမှတ်ပုံတင်မတင်တဲ့အတွက်ပါတီကိုဖျက်သိမ်းလိုက်ခြင်းတာဖြစ်တယ်။အစိုးရကဖျက်လိုက်ရင်ချင်းမဟုတ်ဘူး။ဒါဆိုရင်ပါတီမှတ်ပုံတင်မတင်လိုက်လို့ပါတီပြတ်သွားပြီ။အဲ့ဒီပါတီကိုအမည်တင်နဲ့မှတ်ပုံတင်ပြန်ပြီးတင်လို့ရပါလျက်နဲ့မတင်ဘူးတီ။ NLD ကိုအမှန်တကယ်တင်းကုတ်ပြီးတော့အမှန် NLD ကိုအမှန်တကယ်ပြန်တက်နေတာ NLD ဒေတာဖြစ်တယ်။နော်။သူ့ရိုးနဲ့သူ့ပြန်ထိုးထိုးတဲ့လောက်ရက်တွေဖြစ်တယ်။ဒီတွေ့ကျမတို့ကကြားတဲ့ကနေပြီးတော့လူမိုက်ကြီးလုပ်ပြီးအလူမိုက်အလုံးမခံနဲ့။နော်။ အဲဒီဒေါ်ဆန္ဒမင်းတို့ဒီလည်း NLD ပဲเนาะဥကိုကိုကြီးတို့ဒီဒေါ်ဆန္ဒဒေါ်ညွန်ယိုသိန်းတို့စသည်ဖြစ်ပေါ့เนาะလက်ရှိပြည်တွင်းမှာရှိနေတဲ့လူတွေနဲ့ပြည်ပမှာရှိနေတဲ့ NLD တွေတို့တို့အချင်းချင်းဝိဝါဒကွဲကြနိုင်တယ်ကျွန်မတို့ကသူ့ရိုးနဲ့သူ့ပြန်ထိုးလိုက်ရင်ရပြီသူ့ရှူးနဲ့သူ့ပြန်ပတ်လိုက်ရင်ရပြီသူ့ရှူးနဲ့သူ့ပြန်ပတ်ပြီသူ့ရိုးနဲ့သူ့ပြန်ထိုးဖို့အတွက်နိုင်ငံရေးသမားတွေကနိုင်ငံရေးပြည်ရဲ့ကိုတုံးချမှာပဲဆိုတော့ကျွန်မတို့ကစကားပြောတဲ့အခါမှာလည်းစကားပြည်ရဲ့ကိုတုံးရတယ်စကားချင်းစိန်ခွန်းမှာအဲ့ဒီလိုမျိုးဟိုစကားပြောနည်းတွေပါတယ်ဆိုလိုချင်တာက ် NLD ဆွနာမည်ကြားရုံနဲ့ကြွကြဲနေတာမလို့ NLD ပါတီကိုတင်းကိုလိုက်ခြင်းတယ် NLD ပါတီကိုတင်းတက်လိုက်ခြင်းကကျမတို့မဟုတ်ဘူးတို့ NLD ပါတီဝင်အချင်းချင်းသာဖြစ်တယ်တို့လူတွေကတို့ပါတီကိုပြန်တက်လိုက်ကြတာအဲ့ဒီအတွက်ဒါပေမဲ့မင်းတို့ရဲ့ရည်ရွယ်ချက်ကဒီ NLD ကနေပေါက်ခွာလာတဲ့လူတွေကိုဒေါ်ဆန္ဒမင်းတို့လို့ဒေါ်ညိုညိုသိန်းတို့လို့ဟုတ်နောက်ဒီကု၈၀ကျကမျိုးဆက်ဦးကုတ်ကိုကြီးတို့ နောက်မဦးပင်ဦးစိန်ဝင်းတို့လို့ပြောတင်တာမဦးပင်ဦးစိန်ဝင်းကကူရွေးကောက်ပွဲဝင်မဝင်မသိဘူး။ဘာလို့လဲဆိုတော့လက်ရှိမှာ UIC ကနေပြောအသိမဲ့ပြုတ်ထားတဲ့တိုင်းနိုင်ငံလုံးတိုင်းတာနဲ့ဝင်ပြိုင်မဲ့ပါတီကလက်ချိုးရည်လို့၁၀ချောင်းမပြည့်ဘူး။ပါတီ၁၀ခုမရှိဘူး။အဲ့ဒါရွေးကောက်ပွဲလို့မယ်လို့နေသေးတယ်။ဆိုတော့ကျွန်မတို့ကဒါကြီးကိုအတိတ်ဖိနှိပ်ထားကြမလို့။အလိုက်တင်လေးရေလဲငားလိုက်လေးလွတ်ပေးထားမယ်။အဲ့ဒီမှာတို့တို့အချင်းချင်းတို့ဇက်ကောင်ကွဲကြလိမ့်မယ်တို့တို့ချင်းချင်းတက်တနာတက်ကြလိမ့်မယ်သူ့ရိုးနဲ့သူ့ပြန်ထိုးသူ့ရှူးနဲ့သူ့ပြန်ပက်တို့တို့ချင်းချင်းပြန်တက်လို့တို့တို့ချင်းချင်းဇက်ကောင်ကွဲပြီးတို့တို့ချင်းချင်းပါတီပြတ်သွုံးသွားတယ် 他年只马都收入进来一万七，只马路也。咋了？收入进来一万七。月子干后面那呗。嗯，那呗。那你是按月的给侬统计，呀还是按日统计？统计路没有了啊！只马别在那想你了，这统计也真不白。那么难讲，认真点，业绩不？挺好的。业绩高嗯。业绩大呗，天天不比业绩大噶。那是八万五上的钱都可嗯。那不不不业绩了，俺这路来收入十元。 အာနာသိစစ်ကောင်စီနဲ့စစ်ကောင်စီကိုဗောမနေတဲ့သူတွေအများစုငြင်းချင်ရင်းနဲ့ရေးပောက်ပွဲကိုဥဆောင်ပါဝင်တယ်လို့ပဲဒါပဲအားလုံးကိုကျေးဇူးတင်ပါတယ်